ားလုံးပဲတာလီစွာပါပတ်စံဘင်းဝင် M ကနေပြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ AI ကိုအသုံးချပြီးတော့ပြောက်ွယ်လူနီးပါးဖြစ်နေတဲ့တိုင်းရင်းသားဘာသာစကားတွေကိုဘလိုကဲတင်လို့ရတယ်ဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဂေါလုံးတိကြတာတော့မသိမြန်မာနိုင်ငံဟာအာရှမှာဘာသာစကားအကျွဲဝဆုံးနိုင်ငံတွေထဲတစ်ခုဖြစ်ပါတယ်တောင်တန်းတွေမြစ်တွေနေဆက်တွေအနှံ့မှာဘာသာစကားပေါင်းရာနဲ့ချီပြီးတော့ပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့တော်တော်များများတည်တည်ချာချာမှတ်တမ်းတင်တာမျိုးမရှိပါဘူး နှစ်အနေငယ်ကြတိုင်းဘာသာစကားတစ်ခုဟာကမ္ဘာပေါ်မှာတိတ်တဆိတ်နဲ့ပြောက်ွယ်သွားပါတယ်။ထာဝရပေါ့။ UNESCO ရဲ့အဆိုအရမြန်မာနိုင်ငံမှာဘာသာစကားပေါင်း30ကျော်ဟာအခုဆိုရင်ပြောက်ွယ်လူနီးပါးဖြစ်နေပါပြီ။ဒါတွေကိုကျွန်တော်တို့ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။ချင်းတောင်တန်းကနေပြီးတော့တလင်းတားကြီးကန်ယူရန်ထိအတန်ကြီးကတဖြည်းဖြည်းမှေးမိန်လာနေပါပြီ။စကလုံးတွေလည်းမဟုတ်ပဲနဲ့။မှတ်ဉာဏ်တွေ၊တချင်းတွေသူတို့ရဲ့ကဘာကြီးပေါ်မှာရှိတဲ့အမြင်တွေပါဖြည်းဖြည်းနဲ့ပြောက်ွယ်လာတာဖြစ်ပါတယ်။ ဘာသာစကားပြောက်ွယ်မှုတွေကဘာကြောင့်အရေးကြီးတာလဲဘာသာစကားတစ်ခုပြောက်ွယ်သွားတဲ့အခါမှာဆက်တွေ့ပြောဆိုမှုတစ်ခုလည်းဆုံးရှုံးတာမဟုတ်ပါဘူးဘူဒ္ဓတာတွေဆုံးရှုံးနေတိုင်းရင်းစေးပညာတွေဆုံးရှုံးနေပါဇက်ရာဇဝင်တွေလေယာဆိုင်ပြိုးရေးနည်းတွေအသိပညာတွေနဲ့ရှေးဟောင်းလူကြီးတွေပြောခဲ့ကြတဲ့ဟာတာတွေအထိပေါ့ကျွန်တော်တို့ဆုံးရှုံးပြောက်ွယ်ကုန်တာဒါကိုပြောရရင်တော့ identity ပျောက်တယ်လို့အလွယ်တကူပြောလို့ရပါတယ်ဘာကြောင့်ဘာသာစကားတွေပျောက်ွယ်နေတာ ဘာကြောင့်ဘာသာစကားတွေပျောက်ကွယ်နေရလဲဆိုတဲ့ပတ်သက်ပြီးပြောရင်တော့အကြောင်းရင်းတွေအများကြီးရှိပါတယ်။နာကျင်စရာတွေလည်းပါတာပေါ့။စစ်ပွဲတွေနေရဆုတ်ခွာရတာတွေရွှေပြောင်းအခြေချနေထိုင်မှုတွေပြီးတော့ globalization လို့ခေါ်တဲ့ကမ္ဘာကြီးကရွာငယ်လေးဖြစ်လာတာတွေအပါဝင်ပါ။ဒါအပြင်မြန်မာစာကိုဒါမှမဟုတ်အင်္ဂလိပ်စာကိုပဲအသုံးပြုပြီးတော့ပညာရေးကိုသင်ကြားဖို့ကြိုးပမ်းအားထုတ်မှုတွေမျိုးပြီးတော့ဟုတ်ပါတယ်။စေစုနေပေါင်းများစွာ လှုပ်ဆောင်လာခဲ့ကြတဲ့ Burmanization လို့ခေါ်တဲ့ပမာပြုမှုပါလေစစ်တပ်ရဲ့ရည်ရွယ်ချက်ရှိရှိနဲ့ပြုလုပ်ထားတဲ့တိုင်းရင်းသားတွေရဲ့ဝိသေသလက္ခဏာတွေကိုပြောက်ကွယ်အောင်လုပ်နေတဲ့အရာတစ်ခုဖြစ်ပါတယ် Burmanization ပုံမှာခြေပြုပြီးတော့တိတ်တဆိတ်နဲ့တိုင်းရင်းသားတွေရဲ့ဘာသာစကားတွေကိုကြောင်းတွေမီဒီယာတွေပညာရေးနဲ့အစိုးရပိုင်းဆိုင်ရာဌာနတွေမှာအားပေးခြင်းနဲ့မပြည့်စုံခဲ့ပါဘူး။တချို့ဘာသာစကားတွေကတော့လူ့ရည်အများကြီးဆက်လက်သုံးပြနေသေးပေမဲ့တေချာမှတ်တမ်းတင်တာမျိုးမရှိပါဘူး။ ဥပမာရခိုင်ဘာသာစကားတန်းနဲ့ချီပြီးတော့ပြောဆိုနေတဲ့လူရှိပေမဲ့လည်းစနစ်တကျတဒါဒါမှမဟုတ်အဘိဓာန်ကို feature ချာပြုတ်လုပ်ပြီးတော့မှတ်တမ်းတင်တာမျိုးရှားပါတယ်လုံးဝမရှိဘူးလို့ဆိုတော့မဟုတ်ပါဘူးတချို့သောဆရာတော်တွေတချို့သောစာရေးဆရာတွေကသူတို့တက်လိုက်တဲ့လောက်လက်လန်းမိတဲ့လောက်အဲ dictionary ပုံစံမျိုးတွေလုပ်ခဲ့တာမျိုးရှိပေမဲ့တိတိချာချာ standardize လုပ်ပြီးတော့ dictionary မျိုးတွေ grammar တွေကိုတိချာလုပ်တာမျိုးမရှိပါဘူး အဲ့တော့ဝမ်းမဲစရာမှန်တရားတစ်ခုဖြစ်ပါတယ်။ရေးသားရတဲ့စံနှုန်းတွေမရှိရင်ဤပညာအသုံးပြုခွင့်မရှိရင်တရားဝင်ထောက်ပံ့မရှိ လူပြောများတဲ့ဘာသာစကားတောင်မှတဖြည်းဖြည်းပျက်စီးလာနိုင်ပါတယ်။ AI ကဘာသာစကားတွေကိုကဲတင်နိုင်သလား။ဘလို့မျိုးလဲ။ AI ကဘာသာစကားတွေကိုဘလို့ကဲတင်နိုင်တာလဲဆိုတော့ねပတ်သက်ပြီးကျွန်တော်ပြောပြပါမယ်။ Artificial Intelligence လို့ခေါ်တဲ့ AI ဤပညာဟာတနည်းအားဖြင့် ျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Siri တို့ ChatGPT တို့ Gemini တို့ပါဝင်တခြားသောဘာသာပြန် application တွေမှာပါအသုံးပြုနေတဲ့ဤပညာဟုမြန်မာနိုင်ငံကပျောက်ွယ်လူနည်းကဖြစ်နေတဲ့ဘာသာစကားတွေကိုကဲတင်ဖို့အသုံးပြုလို့ရတယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာဆက်လက်ပြီးရှင်းပြပေးသွားပါမယ်။ AI ကလူသားရည်လိုမျိုးဘာသာစကားကိုနားမလည်ပါဘူး။ဒါပေမဲ့ data တွေတဲကနေပြီးတော့ pattern တွေကိုရှာဖွေပြီးတော့တင်ယူတာမျိုးတွေကိုသူတို့လုပ်နိုင်ပါတယ်။ဆိုလိုတာက ကျွန်တော်တို့က AI ကိုလုံလောက်တဲ့နမူနာ data sample တွေကိုပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေးထားတဲ့စာပဲဖြစ်ဖြစ်ကျွန်တော်တို့ပါဇက်နဲ့အတန်တွင်းထားတဲ့အတန်ဖိုင်တွေပဲဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ်ပေးပြီးတော့ AI ကို data train လုပ်လိုက်မယ်ဆိုလို့ရှိရင်သူကမှတ်မိဖို့မှတ်မိပြီးတော့အဲ့ဒီမှတ်မိတဲ့ဟာကို ပြန်လည်တိဆောက်ဖို့အဲ့ဒီဘာသာစကားတွေကိုပြန်လည်ပြီးတော့ဖန်တီးပေးနိုင်ဖို့ AI ကပြစ်လို့ပေးနိုင်ပါတယ်ဒါကိုအပိုင်း၃ပိုင်းခွဲပြီးတော့ပြောပြပါမယ် နံပါတ်1 automatic speech recognition ESR ESR စနစ်တရားပြောထားတဲ့အတန်ဖိုင်တွေကို စာသားအဖြစ်ပြောင်းလဲပေးပါတယ်သူတို့ဟာအတန်လိုင်း waveform တွေအတန်အနေထား tones တွေနဲ့အတန်ထွက်ပုံ phenomena တွေကိုစမ်းစစ်တယ်ဆူညာနဲ့နေရဒါမှမဟုတ်လို့ရှိရင် အချက်လက်နေတဲ့ဘာသာစကားတွေမှာတော့မ AI ကိုအသုံးပြုပြီးတော့ဘာသာစကားတွေကိုစမ်းစစ်တာမျိုး AI တွေကလုံဆောင်နိုင်ပါတယ် Open AI ရဲ့ Whisper နဲ့ Facebook ရဲ့ Wave to Vector 2လိုမျိုး tools တွေကကမ္ဘာတဝန်ဘာသာစကားအများပြားရဲ့အတန်တွေကိုစာသားဖြင့်ပြောင်းလဲပေးနိုင်နေပြီဖြစ်ပါတယ်။ TikTok မှာလည်း Speech Auto Recognition လို့ခေါ်တဲ့ system တစ်ခုပါဝင်တာကို TikTok တုံးနေတဲ့ချို့လူအသိထားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဟာရခိုင်မွန်ပအုပ်စရှိတယ်ပေါ့နော်။ဒေသစကားတွေကိုဒေတာတွင်းကအတန်ဖိုင်တွေကိုအသုံးပြုပြီးတော့ အဲ့ဒီသူးတွေကိုပုံမကောင်းမွန်လုပ်လို့ရပါတယ်ဥပမာချင်းစကားပြော100နာရီကြာ record လုပ်ထားတာကို whisper ကိုပေးသုံးလိုက်လို့ရှိရင်သုံးလို့ရတဲ့စာသားတွေစပြီးတော့ထုတ်ပြီးနိုင်ပါတယ်စာတန်းထိုးတွေရှာဖွေလို့ရတဲ့မှတ်တမ်းတွေအတန်ကနေစာသားပြောင်းတဲ့ application တွေအထိပါနေပြီးတော့ကျွန်တော်တို့ပြည့်လုံနိုင်ပါတယ်နံပါတ်1 neutral language processing neutral language processing လို့ခေါ်တဲ့ NLP တွေက AI ကရေးထားတဲ့ဘာသာစကားတွေကို process ပြန်လုပ်ဖို့အတွက်အကူအညီပေးပါတယ်။ပြောလို့ကျွန်တော်ဆိုလိုချင်တာကတော့အဲကျွန်တော်တို့ရေးထားတဲ့စာသားတွေကိုသူကစာသားအပိုင်းစာတူကင်လေးတွေဘယ်လိုပြန်ခွဲမလဲ။တရားနဲ့စကားလုံးစီစဉ်ပုံကဘယ်လိုပုံစံရှိလဲ။ပြီးတော့အဲ့ဘာသာစကားနဲ့ဘာသာပြန်တာအချင်းချုပ်တာစာသားတွေဖန်တီးတာဒီဘယ်လိုလုပ်ရမလဲဆိုတာကို neutral language processing ြစ်လုံနိုင်တဲ့ AI ကဒါတွေကိုပြစ်လုံပြီးနိုင်ပါတယ်။ဒါတွေကိုအသုံးပြုထားတဲ့နည်းပညာတွေကတော့ World to Vector ဒါမှမဟုတ် First Set လို့ခေါ်တဲ့ Embedded တွေဖြစ်ပါတယ်။အဲကျွန်တော်တို့နေ့စဉ်အခုအသုံးပြုနေတဲ့ ChatGPT ကလည်းဒီ technology တွေကိုအသုံးပြုပြီးတော့ပဲပြန်လည်ပြီးတော့စာသားတွေကိုပြန်ထုတ်ပေးနေတာဖြစ်ပါတယ်။ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ကမေးခွန်းတစ်ခုမေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းရဲ့စကားလုံးတွေကိုဘယ်စကားလုံးကဘလောက်အရေးကြီးတယ်ပေါ့နော်အဲ့ဒါကိုသူက mathematically သင်ချာနေရအဲ waiting ပြန်ပေးပါတယ်ကျွန်တော်တို့ပေးလိုက်တဲ့စာကြောင်းတစ်ကြောင်းကိုသူက token လေးတွေပြန်ခွဲမယ် token လေးတွေပြန်ခွဲပြီးသွားလို့ရှိရင်အဲ့ token လေးတွေကနေပြီးတော့ဘယ်ကောင်းကတော့ဒါဒီစာကြောင်းရဲ့အရေးကြီးတဲ့ main point ဖြစ်တယ်အဲဒါကတော့မလိုတဲ့စာသားဖြစ်တယ်ပေါ့နော်ဒါတွေကိုပြန်ခွဲပေးတာဖြစ်ပါတယ်အဲ့ဒါကိုတနည်းအားဖြင့်တော့သင်ချာနည်းရအဓိပ္ပာယ်ဖွင့်တာလို့ပြောလို့ရပါတယ်ဒီအရအကျဲတုံးတော့ကျွန်တော်မရှင်းပြတော့ပါဘူး MBE ကဒီဒါမှမဟုတ်လို့ရှင် MD5 လို့မို့ transformer တွေက စာကြောင်းတစ်ခုလုံးရဲ့အဓိပ္ပာယ်ကိုနားလေတာ sequence to sequence model တွေကဘာသာပြန်စနစ်တွေကိုတိစောက်ဖို့အကောင်းဆုံးပြုလုပ်ပေးနိုင်ပါတယ်။မြန်မာမှာဆိုလို့ရှိရင်တော့ရခိုင်တောင်မဟုတ်ကရင်ဘာသာစကားကို နားလေပြီးတော့မြန်မာလိုပြန်ဖြေနိုင်တဲ့ AI chatbot တစ်ခုတိစောက်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှိရင်ချင်းရိုးရာပုံမြင်တွေကိုကျဉ်းချုပ်ပြီးတော့ကလေးစာအုပ်တွေဖြည့်ပြောင်းလဲနိုင်အောင် train လုပ်ပြီးလို့ရပါတယ်။ machine translation and low resource natural language processing data အများကြီးမရှိရင်တော့ AI ကဓာတ်တွေကိုသင်ယူနိုင်ပါတယ်။ HSLM နဲ့ MD5 လိုမျိုးမတီလင်ခွေမော်ဒယ်တွေကအဲ back translation ပေါ့နော်။ဥမာမြန်မာကနေရှန်ရှန်းကနေမြန်မာကိုဘာသာပြန်ပေးတာအဲ data augmentation လုပ်ပေးတာမျိုးတွေကိုလုပ်နိုင်ပါတယ်။ဒီလိုနည်းပညာတွေကရှားပါတယ်ဒါမှမဟုတ်ဒီတရားစကားအများကြီးပါတဲ့ဘာသာစကားတွေအတွက်တောင်မှတိကျတဲ့ဘာသာပြန်စနစ်ကိုတိဆောက်ဖို့အတွက်ကူညီပေးနိုင်ပါတယ် ဥပမာမရမာစကားပြောတာကိုနားထောင်ပြီးတော့မြန်မာစာသားပြပေးတဲ့ application တခုဒါမှမဟုတ်လို့ရှိရင် Zoom ပုံမြင်စာအုပ်ကိုတဘာဝကြကြအတန်နဲ့ဖတ်ပြတဲ့ application တခုကိုလေ့ဆောင်နိုင်ဖြစ်ပါတယ်။အဲ့တော့ဘာသာစကားတခုကိုကဲတင်ဖို့ပဲမဟုတ်ပါဘူး။ဘသူကထိမ့်ချုပ်လဲဆိုတာလည်းအရေးကြီးပါတယ်။တကယ်တကယ်တမ်းထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာဒေတာခံအတိုင်းဝိုင်းနေရာဒေတာတွေကိုပိုင်ဆိုင်ရမယ်။ဘာသာစကားတူတွေရဒေတာတခုတွေရဲ့အတန်နေထားကိုမဟုတ်ပဲနဲ့ ဒေတာလိုက်ကွဲပြားနေတဲ့အတန်နေသားတွေကိုထင်ဟပ်စေရပါမယ်။ဒီလိုမျိုးဒေတာခံတိုင်းဝိုင်းနေရာဒေတာကိုပိုင်ဆိုင်ခြင်းအပြင်အကျိုးကျေးဇူးခံရတဲ့ဘာသာစကားတွေရှိပါတယ်။ဥပမာမာအိုရီလိုမျိုး လာကိုတာလိုမျိုးဘာသာစကားတွေကသူတို့ရဲ့ဘာသာစကားကိုနီးပညာအနေနဲ့ပြောင်းလဲဖို့လှုပ်ရှားခဲ့တဲ့အချိန်မှာအောင်မြင်ခဲ့ပါတယ်။သူတို့ကတိုင်းဝိုင်းရာဥဆောင်မှုနဲ့အတူကျင့်ဝတ်နဲ့အညီဒီဇိုင်းထုတ်ပြီးတော့ယဉ်ကျေးမှုဆိုင်ရာပိုင်ဆိုင်မှုတွေလေးစားခဲ့လို့ပဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့အတန်ဖိုင်900လောက်ရှိအောင်နဲ့ ES မှာ model တစ်ခုကို train လုပ်လို့ရပါပြီ။ဘာသာပြန်ထားတဲ့အစားကြောင်းအကြောင်း100လောက်နဲ့ multilingual translator တစ်ခုကို fine tune လုပ်လို့ရနေပါပြီ။ဆရာထက်သန်မှုနဲ့ဆိုရင်ရခိုင်ကချင်ဒါမှမဟုတ်ကြိုက်တဲ့တင်ကြိုက်တဲ့ဘာသာစကားတစ်ခု AI နားလေတဲ့ဘာသာစကားတစ်ခုအဖြစ်ပြောင်းလဲနိုင်ပါဒါတွေကကျွန်တော်လောက်ကြံဖန် TV ပြောနေတဲ့တိတ်ပံဝိထုတွေမဟုတ်ပါဘူး။နယူးဇီလန်မှာ Maori တိုင်းဝိုင်းဟာ သူတို့ဘာသာစကားနဲ့ပြောနိုင်တဲ့ voice assistant တခုတည်ဆောက်နိုင်ခဲ့ပါတယ်။မြောက်အမေရိကက native american တွေကလည်းလာဂိုတာဘာသာစကားအတွက် AI ကုတ်ကတ်မျိုးစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာလည်းတင်းငယ်သေးပေမယ့်မကြာသေးခင်တော့မြန်မာ ChatGPT လိုမျိုး movement တွေကျွန်တော်တွေ့ရခဲ့ရပါတယ်။အဲ့လိုပဲတချို့တချို့သောလူတွေကဥပမာရခိုင် proverb data set တွေပြုလုပ်ထားတာမျိုးတွေအပြင်တချို့သောဖွဲ့စည်းတွေကပေါင်းစုပြီးတော့ အဲ language data တွေတိစောက်နေကြဖြစ်ပါတယ်ဥပမာပြန်ပြောရလို့ရှင် Wikipedia မှာရခိုင်ဘာသာစကားနဲ့ပြနိုင်အောင်လုပ်တာမျိုးတွေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာအတန်တွေပို့လိုပါတယ် data တွေပို့လိုပါတယ်ကျူးစာအထောက်မှုတွေတော့ပို့လိုနေပါသေးတယ်ဆိုရထောက်ပံ့မှုလည်းလိုတာပေါ့ဗျအဲ့တော့ဘလို့ကူညီနိုင်မလဲတိုင်းရင်းသားဘာသာစကားတွေကိုထိမ့်သိမ်းဖို့အတွက်ကူညီဖို့အတွက်ကိုတင်ဟာ software engineer တယောက် AI engineer တယောက်ဒါမှမဟုတ် engineer technician တယောက်ဖြစ်ဖို့မလိုပါဘူး စမတ်ဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့အတန်ကိုမှတ်ထားယုံနဲ့ကိုကူညီနိုင်ပါတယ်ဥပမာကိုယ့်ရဲ့ရိုးရာဘာသာစကားကိုအဖိုးဖွားရရာပဲဖြစ်ဖြစ်ဖေမေရရဖြစ်ဖြစ်ကိုကပဲဖြစ်ဖြစ်ပီပီတတနဲ့ပြောနေနိုင်တယ်ဆိုလို့ရှိရင်ဒါရီယို recording လုပ်ထားတာမျိုးတွေဒါမျိုး recording လုပ်ပြီးတော့ရတာတဲ့ဟာတွေကို Mozilla Con Monvoice လို့မျိုး community archive တွေမှာပါဝင်လှူဒါန်းတာမျိုးတွေလုပ်လို့ရပါတယ် ရိုးရပုံမြင်တွေဒါမှမဟုတ်လို့ရှိရင်သချင်းတွေကိုဘာသာပြန်ပြီးတော့ online မှာ upload လုပ်တာမျိုးတွေလည်းလုပ်လို့ရပါတယ်။ဘာသာစကားပြန်လည်ရှင်းတန်းရင်အသင်းဖွဲ့တွေမှာ ပါဝင်ပြီးတော့လည်းကူညီပေးလို့ရပါတယ်။နောက်ဆုံးများဘာမှမလုပ်နိုင်ဘူးဆိုရင်တော့မှသင်ရဲ့ဘာသာစကားနဲ့ YouTube channel တခုထောင်းလိုက်ပါ။အနည်းဆုံးတော့ monetization ပွင့်ဝိုင်းခင်ဗျားကိုပတ်စံရစေပါ။ဖွေးစည်းရည်နည်းနဲ့ရောဘာလုပ်နိုင်လဲ။ရှားပါတဲ့စာပေနဲ့ပုံမြင်တွေကို digitalize လုပ်ဖို့အတွက်ចောင်းတွေနဲ့တက်ကတူတွေနဲ့ပူးပေါင်းပြီးတော့ မြန်မာဒီဒီယာစကားတွေနဲ့တိုင်းရင်းသားဘာသာစကားတွေနဲ့အလို့လို့နိုင်တဲ့ AI tool တွေကိုဖန်တီးမှုလို့ရန်ကုန်ငွေထောက်ပံ့လို့ပါတယ်။အဲ့ဒါအပြင်ကျင့်ဝတ်နဲ့အညီ open source data set တွေကိုဖန်တီးဖို့လို့ပါတယ်။ developer နဲ့ creator တွေကတော့ AI ဘာသာပြန် tools တွေပြီးတော့အဲ generative AI ကိုကျွန်တော်တိုင်းရင်းသားဘာသာစကားတွေအသုံးပြုလို့ရအောင် AI ကနားလေတဲ့ data set တွေပြောင်းလဲပေးတာမျိုးလို့ကျွန်တော်လုပ်လို့ရပါတယ်။မော်ရခိုင်ကချင်း စရဲဘာသာစကားတွေနဲ့ voice command တွေနဲ့ model တွေကိုပါ fine tune လုပ်လို့ရပါတယ်။တိုင်းသားဘာသာစကားတွေကိုနေ့စဉ်သုံးဆဲတာမပုံမှန်ဖြစ်လာအောင်လို့ YouTube Shorts တွေ TikTok တွေမှာတင်တာမျိုးတွေကိုနေ့စဉ်လုပ်တာမျိုးတော့ကျွန်တော်တိုက်တွန်းပါတယ်။တချို့ကလည်းတကယ်တင်နေကြပါတယ်။ဒါပေမဲ့မဟုတ်တာတော့မတင်နဲ့တော့။ဘာကြောင့်အရေးကြီးတာလဲ။ဘာသာစကားတစ်ခုကိုကဲတင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကစကားလုံးတွေကိုပဲကဲတင်လိုက်တာမဟုတ်ပါဘူး။ယဉ်ကျေးမှုတစ်ခုမိသားစုတစ်ခုအတိုင်းအဝိုင်းတစ်ခု ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ထုံနှန်းတွေရိုးရာတွေဓလိတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဲတင်နိုင်တာဖြစ်ပါတယ်ဒါအပြင်တိုင်းရင်းသားဘာသာစကားတွေကိုကဲတင်လိုက်ခြင်းအပြင်ပျောက်ွယ်လူမီးပါဖြစ်နေတဲ့တမိုင်းမှတ်တမ်းတချို့တွေကိုကျွန်တော်တို့ပြန်လည်ဖော်ထုတ်နိုင်ပါတယ်ဥပမာတမိုင်းနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကလူမျိုးနှမျိုးနဲ့ဆက်ဆက်နေတဲ့တမိုင်းတစ်ခုရှိပဲဆိုပါလို့ ဗမာလူမျိုးတွေဘက်ကအမှန်တမ်းတင်ထားတဲ့တမိုင်းနေအခိုင်လူမျိုးတွေဘက်ကအမှန်တမ်းတင်ထားတဲ့တမိုင်းอ่ะကွဲပြားမှုရှိအောင်ရှိနိုင်ပါတယ်အဲ့လိုပဲအင်္ဂလိပ်လူမျိုးတွေဘက်ကအမှန်တမ်းတင်ထားတဲ့တမိုင်းနေမြန်မာလူမျိုးတွေဘက်ကအမှန်တမ်းတင်ထားတဲ့တမိုင်းอ่ะကွဲပြားမှုရှိအောင်ရှိနိုင်ပါတယ်အဲ့ဒီကွဲပြားမှုတွေကိုတမိုင်းပညာရှင်တွေကတည်တည်ရှာရှာလေ့လာနေရအောင်တော့ကျွန်တော်တို့အရင်ပဲကြည့်စုတင်ပါတယ်ဒါပေမဲ့ AI ကကြီးစိုးလာတဲ့ခေတ်မှာ ူတိုင်းကဘာလောက်ကြလဲဆိုတော့တခုခုတိကျင်လို့ရှိရင် AI ကိုသွားမိတာမျိုးလောက်ကြပါတယ်အဲ့တော့ AI ကဖတ်နိုင်တဲ့ data ကိုကျွန်တော်တို့မထုတ်လုပ်နိုင်သရွေ့ကျွန်တော်တို့ပေးနိုင်တဲ့ data ကကျွန်တော်တို့ပေးချင်တဲ့ data ကတိကျတဲ့ data ကိုလူတွေကိုပေးနိုင်မှာမဟုတ်ပါဘူးဆိုလိုချင်တာက AI က English လိုပဲ processing လုပ်နိုင်တယ်ပဲထားပါတော့ကျွန်တော်တို့တချို့သမိုင်းတွေကိုမြန်မာလူမာပဲရေးတာမျိုးရှိပါမယ်ဟုတ်ပါ ရှင်မွေးလုံးနဲ့မင်းနန္တာကိုပဲဥပမာထားပါတော့ဗျာဆိုတော့ဒီရှင်မွေးလုံးနဲ့မင်းနန္တာနဲ့ပတ်သက်တဲ့တမိုင်းကိုကျွန်တော်တို့ကမြန်မာ language ကို AI ကတေချာ processing မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါနဲ့ပတ်သက်တဲ့တမိုင်းတွေကို AI ကဒီ data တွေကိုရှောက်ဖွင့်နိုင်မှာမဟုတ်ပါဘူးအဲ့တော့ရှောက်ရှူးနေမှာပဲဖြစ်ပါတယ်အဲ့လိုပဲရခိုင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကချင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တို့လူမျိုးတွေမှာတို့ဘာသာစကားနဲ့ တေချာတီးတက်မှတ်တမ်းတင်ထားတဲ့သမိုင်းတွေရှိပါတယ်။ဒီသမိုင်းတွေကို AI အပါအဝင်တခြားသောနည်းပညာတွေကအသုံးပြုနိုင်တဲ့ data တခုမပြောင်းလဲနိုင်ဘူးဆိုလို့ရှိရင်ဒီသမိုင်းတွေကတစ်ချိန်မှာပျောက်ကွယ်သွားမှာဖြစ်ပါတယ်။အားကောင်းတဲ့သမိုင်းတွေကပဲကြီးမားပြီးတော့လွှမ်းမိုးသွားမှာဖြစ်ပါတယ်။ဒါအင်မတန်ကြောက်စရာကောင်းတဲ့ဝဇ္ဇတခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အားသာချက်ကမျိုးစုံကွဲပြားမှုရှိတယ်။လူတွေမှာပဲမဟုတ်ဘူး။အတန်တွေမှာလည်းကွဲပြားမှုရှိပါတယ်။ AI ကထင်းပြီဆိုလို့ရှိရင်ခမားတို့ကမီးပွားပဲဖြစ်ပါတယ်။ဒါကြောင့်အခုပဲစပြီးတော့ကိုပိုင်ဘာသာစကားကိုပိုင်ယဉ်ကျေးမှုကို record လုပ်လိုက်ပါ။ထိမ့်သိမ့်လိုက်ပါ။ပြောဆိုလိုက်ပါ။ဘာလို့လဲဆိုတော့အခုကစပြီးလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နောက်မျိုးဆက်တွေကကျွန်တော်တို့ရဲ့ဘာသာစကားတွေကိုပြောနိုင်အောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်။